မင်္ဂလာပါရှင်ဧပြီလ21ရက်တနင်္လာနေ့ရွှေငွေထူးစားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့စကိုင်းစေယုံကြီးကိုခရင်300ဆန်ပြည်သူစေယုံကြီးအဖြစ်အစဉ်မြင်တည်ဆောက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်တန်ခံခဲ့ရသောစကိုင်းမျိုးရှိစကိုင်းစေယုံကြီးကိုခရင်300ဆန်ပြည်သူစေယုံကြီးအဖြစ်အစဉ်မြင်တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။နဆကောက်ကထာကဧပြီလ19ရက်ကစကိုင်းမျိုးစုတွားရောက်ကြည့်ရှုစဉ်၎င်းတို့ပြောကြခြင်းဖြစ်ပါတယ်။ နတ်စကောက်ကထာကကျမ်းမာမာသာပညာသင်ကြားနိုင်မှာဖြစ်ပြီးခရင်နေရဆိုင်ပြည်သူစေုံကြီးအောင်ခရင်300ဆိုင်ပြည်သူစေုံကြီးအဖြစ်အစဉ်မြင့်တင်တိဆောက်ပေးသွားမှာဖြစ်တဲ့အပြင်စကိုင်းမျိုးနှစ်ခုနေရအကစားကွင်းကြီးကိုလည်းပွဲကြီးစဉ်ပါဝင်တဲ့အစဉ်မီအကစားကွင်းကြီးအဖြစ်အစဉ်မြင့်တင်တိဆောက်ပေးသွားမယ်လို့နတ်စကောက်ကထာကပြောကြားကြောင်းသိရပါရရှင်ဆလတ်တင်ဆက်မဲ့တဲ့တင်ကတော့ငလျင်တန်းသိမ့်ပြည်သူများအတွက်၅နှစ်အထိကဲဆဲကူညီထောက်ပံ့နိုင်တဲ့ KBZ စင်တာမန္တလေးတည်ဆောက်နေတဲ့တဲ့တင်ဖြစ်ပါတယ် ငလျင်တန်သိပြည်သူများအတွက်အနည်းဆုံးတနှစ်မှ၅နှစ်အထိကယ်ဆယ်ကူညီထောက်ပံ့နိုင်ပေကမောစကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ KBZ စင်တာမန္တလေးကိုအခိုင်အမာတည်ဆောင်နေကြောင်းအဆိုအားဖောင်ဒေးရှင်းကအသိပေးထားပါတယ်။ KBZ စင်တာမန္တလေးတည်ဆောင်ရန် KBZ ဖောင်ဒေးရှင်းနာယကဥအောင်ကိုဝင်းရဲ့လမ်းညွှန်မှုဖြင့်စုစုပေါင်းငွေချက်45ဘီလီယံကိုကနအူမာတီလူရန်ကြောင်းသိရပါတယ်။လက်ရှိတွင် KBZ စင်တာမန္တလေးအခိုင်အမာတည်ဆောင်လျက်ရှိရာဧပြီလ18ရက်တွင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေဖြင့် မှန်ချက်တစ်ခုလုံးရဲ့85ရာခိုင်နှုန်းပြင်ဆင်နေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပြည်ပမှတည်သွင်းခွင့်ပြုထားတဲ့ဗီလက်မြေများရှောင်းကုန်စိတ်ကန်းတို့ထပ်မံရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။အခုအချိန်ဟာငလျင်တန်းအလုံးပြန်လဲထူထောင်ရေးလုပ်ငန်းအပြင်ပွင့်လင်းရာသီဖြစ်ပြီးနိုင်ငံတော်မှစောက်လွေလုပ်ငန်းများအားအရှိန်အဟုန်ပြင်ဆောင်လျက်ရှိတဲ့ကာလဖြစ်တယ်လို့သိရပါတယ်။ထိုကဲ့သို့တိစမှုလုပ်ငန်းများအတွက်ယခုကာလအတွင်းလိုအပ်တဲ့ပြည်ရင်းဘီလက်မြေလိုအပ်ချက်ကိုပြည့်မီစေရန်နဲ့ ပြည်တွင်ထုတ်လုပ်မှုကိုအင်အားဖြင့်တင်ပြနိုင်ရန်အတွက်ပြည်ပေါ်မှဘီလက်မြေများကိုတင်သွင်းခွင့်ပြုထားပါသည်။အခုလိုဆောင်းလျဲရှိရာကော့တောင်းနေဆက်ကုန်သွယ်ရေးစခန်းမှတစင်တင်သွင်းလာသောဘီလက်မြေရေရင်များဆင်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီးတန်ချိန်3010တင်ဆောင်လာတဲ့ရေရင်ဟာရန်ကုန်မြို့ရွှေပြည်သာရွှေမဲစိတ်ကန်းသို့ဧပြီလ16ရက်နေ့ညပိုင်းတွင်ထမံရောက်ရှိခဲ့ပြီးဧပြီလ19ရက်နေ့နာပိုင်းတွင်ဈေးကွက်အတွင်ဖြန့်ဖြူးရန်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါရရှင်။နောက်ဆုံးတင်ဆက်မယ့်သတင်းကတော့ Goran City အဆောက်အုံဖြိုးချရှင်လင်းရေး ောင်ရွက်စဉ်ပြောကြားမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ မန္တလေးမြို့လမ်း30 80 90တလမ်းကြားရှိ Goran City အစာဦးဟာ April 20ရက်ညနေ4:00နာရီ3မိနစ်ကပြိုကျကြောင်းသိရပါတယ်။ပြိုကျမှုဖြစ်ပေါ်ရသောမန္တလေးမြို့ရဲစီမံသားရေးကော်မတီအတွင်ရမှုဦးဝင်းမောင်မန္တလေးတိုင်းဒေသကြီးမိသက်တပ်ဖွဲ့ညွှန်ကြားရေးမှုတို့ရောက်ရှိကြရာဘေးကင်းစွာဆက်လက်လှုပ်ဆောင်ကြရမှာကြပါတယ်။အဆိုပါအစအုံဖြစ်စီရေလုပ်ငန်းများကိုလွန်ခဲ့တဲ့တပတ်ကျော်ခရက်ကမန္တလေးမြို့ရဲစီမံသားရေးကော်မတီနဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှကဲဆေးတပ်ဖွဲ့များပူးပေါင်းပြီးဆက် က်ရန်တရားများနဲ့နေစဉ်ဆောင်ရွက်လျက်ရှိရာညနေ၄နာရီ၁၀မိနစ်တွင်အလုံးစုံပြိုကျသွားခြင်းဖြစ်ကြောင်းသိရပါတယ်။အခုလိုပြိုကျသွားတဲ့ဖြစ်စဉ်ဟာအစအုံအနီအနာတွင်ကြီးကျက်ဆောင်ရွက်နေသူများနဲ့ဆက်ရန်တရားရှင်မောင်းများထိခိုက်မှုမရှိကြောင်းသိရပါတယ်ရှင်။